ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မှာမလ28ရက်နေ့ညနေ4နာရီခန့်ကဖျားမှုကပြန်လာတဲ့ light train ရင်တစည်းကိုစူပါကတ်စတန်ကားငယ်တစည်းကနောက်ကနေဝင်တိုက်ခဲ့တာကြောင့်ဖျားမှုခီးတဲ့သုံးဦးသေဆုံးပြီး22ဦးထရားရရှိခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ရင်တိုက်မှုဖြစ်စဉ်မှာပဲခူးတိုင်းဒေသကြီးရေတာရှင်မြို့နယ်အမြန်လမ်းမကြီးမိုင်တိုင်အမှတ်184မိုင်တစ်ဖာလုံးနဲ့နှစ်ဖာလုံးအကြားမှာဖျားမှုခီးတဲ့26ဦးလိုက်ပါလာတဲ့ light train ရင်တစည်းကို နေပြည်တော်ကနေရန်ကုန်ဘက်ကိုပြန်လာစဉ်လမ်းမအတိုင်းရှင်ကျောတူမြောက်ကနေတောင်ကုန်းမောင်းနေလာတဲ့စူပါကာစတန်ယင်အမျိုးသားယင်တစီကအရှိန်မထိန်နိုင်ပေဖျားမှုလိုက်ထရက်ကားရဲ့နောက်ပိုင်းကိုဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ယင်တိုက်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်ဖျားမှုလိုက်ထရက်ကားဟာကားလမ်းမအနောက်ဘက်ကိုတပတ်လည်ပြီးပက်လက်လန်တိမ်းမောက်ကစူပါကာစတန်ကားငယ်ဟာလမ်းမနဘေးချောက်ထဲကိုထိုးကျသွားခဲ့ပါတယ်။ ပလက်လန်တိမ်းမောက်သွားတဲ့ Lightrack ရေပေါ်ပါခီးသည်တွေအနက်2ဦးဟာအခင်းပြရာနေရာမှာတေဆုံသွားခဲ့ပြီးကြား6ဦးမ16ဦးထိခိုက်ဒဏ်ရာတွေရရှိသွားတာကြောင့်နေပြည်တော်ကရင်တထောင်စီးရုံကြီးကိုပို့ဆောင်ကူတာခဲ့ရာအခင်းပြစင်မှာရရှိထားတဲ့ဒဏ်ရာတွေနဲ့တဦးထပ်မံတေဆုံသွားခဲ့တာဖြစ်ပါတယ်ရေတိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးရင်းကုန်မစီမကျင်းမောင်းတဲ့သူဒေါ်နီလာထုံးကိုရေတာရှင်မြို့နယ်တာဂရအမြင်လဲရဲစခန်းကရှင်းပ9/2015 ြင်မှုပုံမှာ304ကမြင်းဆောင်330ခုံမြင်းဆောင်338နဲ့အမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိပါတယ်။